တော့ corona virus ရဲ့ကာလကိုရောက်ရှိသွားပြီဆိုတာနဲ့လူတော်တော်များများအနေနဲ့ဒီ900သားသမီးပေါ့နော်ဒီတနေ့ဝင်တဲ့အင်္ဂါပုလို့ရောက်လို့ရစနေရာဟုစသဖြင့်ပေါ့ဗျာဒီ900သားသမီးတွေအနေနဲ့လူတော်တော်များများအနေနဲ့က ခေါ်လာပိုင်းကိုရောက်ရှိသွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ထမှာတစုံတစ်ခုခုလိုအပ်နေတဲ့ပုံစံမျိုးလေးဒီကိုယ့်ရဲ့စိတ်ထမှာတရားရောက်ကိုမျော်လင့်နေတဲ့ပုံစံမျိုးတစ်ခုခုလွှမ်းဆွေးနေရတယ်လွှမ်းလွှမ်းမောပြီးတော့တန်းတနေရတယ်နည်းလေးစိတ်ထမှာကြေကွဲစရာကောင်းတဲ့အဖြစ်ပြအခိုက်အတန့်မျိုးလေးဒီကြုံတွေ့နေရတတ်တယ်ဆိုတဲ့သဘောတရားကြီးစိုးလာတာဖြစ်ပါတယ်အဲအဲ့အတွက်ကြောင့်ခေါ်လာပိုင်းဆိုတဲ့ကာလကိုလူတော်တော်များများရောက်ရှိသွားပြီဆိုတာနဲ့ ဝမ်းထဲတည်းကကောင်းတဲ့အဖြစ်ပြက်မျိုးတွေကတောင်းလျှောက်တောင်းလျှောက်ဆိုလို့ကြုံကြုံလာတတ်တာဖြစ်ပါတယ်ခလိုမိုက်ဆိုတဲ့ကာလမှာပျော်ရွှင်စရာကောင်းတယ်ဆိုတာထက်နည်းနည်းလေးအလွမ်းအဆွေအတွေးအငေးကြည်ကွဲရမယ့်အဖြစ်ပြက်မျိုးလေးတွေကကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကိုကလည်းတယောက်တည်းနေပြီးအလုံးလုံးနေရင်ဆိုရင်တော့မှအလုံးလုံးနေရတဲ့နေရာကြီးကလွမ်းစရာကောင်းနေတဲ့အဖြစ်ပြက်မျိုးကြီးပေါ့တရားဟုတ်ကိုသတိရနေတာမျိုးတခုခုလွမ်းနေတာမျိုးအော်ငါအရင်အချိန်တုန်းကဆိုရင်ငါဘလူမျိုးအလုပ်တွေကြိုးစားခဲ့တာစသဖြင့်ကိုယ့်ရဲ့အတိတ်ကို မျော်မှန်းတန်းတပြီးတော့မှလွမ်းစွနေမိတတ်တဲ့အခိုက်အတန့်မျိုးစသဖြင့်ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။အဒီပြောနေတဲ့အကြောင်းအရာကအခြေအမှကြုံတွေ့နေရတာတွေမဟုတ်ဘူး။သူကပုံမှန်လူတွေအနေနဲ့မှပါတစ်ခုခုတစ်စုံတစ်ခုခုလွမ်းနေရတတ်တဲ့ခံစားချက်မျိုးရနေတတ်တယ်ဆိုတဲ့သဘောတရားမျိုးဆိုလိုချင်တာ။အဲဒီတော့ခလောင်ဝဲဆိုတဲ့ကာလောင်မိတ်ဆွေတို့ရောက်ရှိသွားပြီဆိုလို့ချင်းတေချာလေးကျွန်တော်ပြောရလေးနဲ့နှိုင်းရှင်ကြည့်တရားအုပ်ကိုတတိယနေတတ်တယ်။တရားအုပ်ကိုလွမ်းနေရမှုဖြစ်တတ်တယ်။အဲ့လိုမျိုးလွမ်းနေရလူမရှိဘူးဆိုရင်တောင်မှ အရင်ကအတိတ်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်မျိုးတွေအခိုက်အတန့်မျိုးလေးတွေကိုမျှော်မှန်းတန်းတပြီးတော့မှတခုခုကိုကအဲကြေကွဲခံစားနေရတဲ့အဆွေးမှုပုံစံမျိုးလေးဝင်နေတတ်တဲ့ဆိုတဲ့သဘောတရားမျိုးဖြစ်ပါတယ်အဲ့တော့ကြောင့်ချစ်တူရီသားရှိထားတဲ့သူတွေရောချစ်တူရီသားမရှိထားတဲ့သူတွေရော အဲကိုယ့်ရဲ့ပုံမှန်တစ်နှစ်တာဖြတ်တန်းနေရတဲ့ပုံစံလေးမှာပါနည်းနည်းလေးအကြည်ကွဲစရာကောင်းတဲ့အဖြစ်ပြက်မျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြောပြဖို့ဆိုတာနည်းနည်းလေးခက်တယ်လူတဦးတယောက်ရဲ့စိတ်ခံစားချက်ကိုသကလုံးနဲ့ပြောပြရတာဖြစ်တဲ့အတွက်ကြောင့်အဲသကလုံးအတုံးလုံးလေးတွေကအရင်အရေးကြီးတယ်ဒါပေမဲ့မိစလူကျွန်တော်ပြောတာကိုနားလည်မထင်နဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုခံစားနေရတာဗျာတခုခုလိုနေတဲ့ပုံစံမျိုးရင်မထဲမှာဟာတတကြီးဖြစ်ပြီးတော့မှ အဲတနေ့တနေ့အလုံးလုံးရတာလည်းမပျော်နေဘူးကိုကိုမှပတ်သက်နေရှိနေလဲကိုကမပျော်နေဘူးကိုမှစားဖို့လည်းမပူရအောင်နေဖို့လည်းမပူရအောင်သုံးဖို့ဆွဲဖို့လည်းမပူရအောင်ဒါပေမဲ့စိတ်ထဲမှာမပျော်နေဘဲနဲ့တခုခုလိုနေသလိုခံစားမိတဲ့အဖြစ်အပျက်မျိုးတရားအောက်ကိုလွှမ်းဆွေးပြီးတော့မှသတိရနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာဟိုကအဲ့လိုတစ်ခုခုခံစားချက်လေးဟိုကအဲနည်းနည်း feeling မှုအောက်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတတ်တာ အဲ့တော့ကြောင့်ခလပိုင်းဆွေကာလာတွေမှာစိတ်ပိုင်းဆိုင်ရာကတော့မိတ်ဆွေတွေအနေနဲ့ကအရင်ကောင်းနေမှာမဟုတ်ဘူးခံစားချက်တိမ်မကောင်းနေဘူးတလန်းလွန်တဆီဆွေတကင်းကြီးတငိုင်းငိုင်းဆိုတလူမျိုးဖြစ်နေရမျိုးတွေများသောအားဖြင့်ကြုံလာတတ်တယ်ဆိုတော့လုပ်ငန်းလုပ်ရတယ်ထို့အတူပဲတိတ်အလုပ်လုပ်ရတယ်တိတ်မပျော်နေဘူးကိုစိတ်ဝင်စားတဲ့အလုပ်မျိုးလုပ်နေရတယ်ဆိုပေုံတော့မပြောမွှင်ရတာမျိုးစိတ်မအေးချမ်းရတာမျိုးတက်တောင်းတက်တာမဖြစ်နေရတာမျိုးဒီလိုပုံစံမျိုးတွေများသောအားဖြင့်ခံစားနေရတတ်တယ်ပတ်ဆက်ရှိတဲ့သူလဲသူကနည်းနည်းမအေးချမ်း ပတ်သက်မရှိလေသူကနည်းနည်းမအေးချမ်းအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့တို့ကြောင့်ခရလာမင်းဆိုတဲ့ကာလကဘာဖြစ်ရှင်လို့ဖြစ်ရှင်နေမှမသိတဲ့ကာလလို့တတ်မရမှဖြစ်ပြီးတော့လူတိုင်းနှိဗတ်တော်တော်များများခရလာမင်းဆိုတဲ့ကာလတွင်မှာအလွမ်းဆူအတွင်းငွေလေးတွေနဲ့အဲကြည်ကွဲတန်းတမျော်လင့်ချက်လေးတွေဖြစ်ပေါ်နေတဲ့တဲ့ဆိုတဲ့သဘောတရားမျိုးတွေတက်ရောက်တာဖြစ်ပါတယ်များသောအားဖြင့်ချစ်တူကြီးသားမရှိတဲ့သူတွေမှာကျရင်ပိုပြီးမှသိတာတဲ့အထီးကျန်ဆန်တတ်တဲ့ တယောက်တည်းဖြစ်နေသလိုလိုလောကကြီးမှာငါတယောက်ပဲရှိတော့သလိုလိုလောကကြီးမှာအကိုဘေးနားမှာဘယ်သူမှမရှိတော့ဘူးကိုအနားမှာဘာဆိုဘာမှမရှိတော့ဘူးငါရဲ့အလုပ်တွေလည်းအဆင်မပြေဘူးငွေကြီးလည်းအဆင်မပြေဘူးကွာဟာအိမ်နဲ့လည်းအဆင်မပြေဘူးကွာဟာတခါရီးသားလည်းအဆင်မပြေဘူးကွာစသဖြင့်ကိုယ့်ရဲ့စိတ်ထဲမှာဟိုကဘာတခုမှအဆင်မပြေတော့သလိုမျိုးခံစားမိရတတ်တဲ့အဖြစ်ပြက်မျိုးကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကကြုံတာအမှန်တကယ်စိတ်ကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့သဘောတရားလို့ပြောရတာဖြစ်ပါတယ်ဟာမင်းအလုပ်တွေစူးစမ်းကွာဆိုလဲ လုံချင်တဲ့စိတ်ကိုမရှိတာအဲ့လိုသဘောတရားမျိုးခရော်လာဘက်မှာကြုံတွေ့ရတယ်လို့ဖြစ်ပါတယ်ဆိုတော့ဒီသဘောတရားလေးကိုလာရောက်ပြီးတော့မှရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျနော်အဲဆိုတော့ဟောသတဲ့အသေးသေးကိုတော့ကျွန်တော်နောက်နေ့မှကျွန်တော်ပြန်တင်ပေးမယ်ဒါကတော့နည်းနည်းခရလာဘိုင်းအတွက်ကို intro ဝင်တဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်နေမကောင်းတဲ့အတွက်အတန်လည်းတိတ်မထွက်နိုင်လို့အဲအားကြောင့်လို့ပါခင်ဗျကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့